န်စီးတီးကတော့ဒီကလဝါကကစော်စီထွက်လိုက်ရပါပြီ။စကြောင်းနဲ့ဆင်းရနေအိမ်ပြန်လှည့်ရတာဖြစ်ပါတယ်။ကျွန်တော်တို့အားလုံးကတော့ဗျာကျွန်တော်ဒီမန်စီးတီးကဒီအဟီလာကိုအေးဆေးနိုင်တယ်ပေါ့ဗျာ။ကျွန်တော်အားလုံးထင်ပါပဲဗျာ။ကျွန်တော်ဒီဟာလန်တို့လည်းပါလာပြီ။နောက်ပြီးကျတော့ဗျာဒီဝူဒီကိုတောင်မိနစ်100လောက်မှပါတယ်ဗျာ။တန်လည်းတက်သားလာပြီ။လူကလည်းပြေဆုံးဗျာ။စော်မန်စီးတီးလူဆုံးတက်ဆုံးနဲ့လာပြီပေါ့။ဒီဝဲဟိုက်တွေဘာညာနဲ့ပေါ့ဗျာ။နောက်ပြဒီအတွက်ကောဒီယာဒီကြုံပါပေါ့။ဒီချင်းဖွမ်းပြမယ်ကျွန်တော်ထင်ထားတာ။ ဒါပေမဲ့လည်းမဟုတ်ဘူးဗျာသူတို့အဟီလာရဲ့နောက်မှာကိုလိုက်ခစားတာဗျာအဟီလာကဗျာပထမဆုံးသူတို့တကိုးတွန်းခံရတာမှန်တယ်1စီးဆိုပေမဲ့ဗျာ1 1 2 1 3 4 4ကိုစလိုက်တွန်းတာဗျာတည့်ရမလားသူတို့ကနောက်ကလဲရတာမန်စီးရီဗျာ2 1ဆိုလဲတူတူလဲရတယ်အာ3 2ဖြစ်သွားလို့နောက်က3ကိုအာမ4ကိုအဲ့လိုမျိုးနောက်ကလဲရတာဗျာဒီအဟီလာမှာဆိုလဲဗျာဒီနားတို့နောက်ပြတော့ဗျာဒီမီလန်ကိုဗစ်ဆာဗေးတို့ကန်ဆယ်လို့ရလဲဗျာဒီမန်စီးရီကိုအညှိုးနိုင်မြဲလို့လာမသိဘူးသူ့ကိုထုတ်လို့ခွာကြီးဘူး ကောင်းချက်ဗျာတိုက်စစ်ကလည်းမိုက်တယ်ဗျာဒီအဲဟီလာတွန်းတော်ရဲ့ကိုယ်ထဲမှာဗျာဒီကောင်းတိုက်တွန်းကိုက၃၉လောက်ချီကိုပတ်တတ်တယ်ဗျာအဲဟီလာဗျာအင်စာကီကလည်းမိုက်တယ်ဗျာရင်းရင်းရှိတဲ့နီးပြဗျာဆော်ရီလီယာအဲဟီလာအဲ့လောက်မလွယ်ဘူးဗျာခုအဲဟီလာနဲ့ဗျာဖလာမင်းနီနိုင်တဲ့အတင်းနဲ့ရှယ်စင်းနဲ့ပါမီယံနိုင်တို့အတင်းနဲ့တွေ့မှာဖြစ်တယ်ဟိုဘက်ကတော့ဘိုင်ယန်တို့ PSG တို့တွေ့နေရပါဗျာမိုက်တယ်ဗျာဒီပွဲစဉ်ကတော့ဒီအဲဟီလာဟိုအပိတဲ့ညီကိုကြံတဲ့ တုပြိတ္တတရတော့အတော်လေးကိုမန်စီးတင်းကိုနိုင်အောင်အတွက်တော်လေးကိုဂုံယူရမှာဗျာမန်စီးနိပြခွာယူလာတော့ဗျာဒီနောက်တန်းนี่လဲတော်လေးညံ့နေရဗျာလူလာဝယ်ထားတာဗျာသူအကွက်ကစားကွက်တွေလဲကုလိုအေးကြီးอ่ะဆိုဆန့်တုံးနေဗျာ PSG တို့လိုအင်တာမိုင်အမီကိုဗျာတည့်ရမှာကိုပြတ်တုတ်ပြီးမှနောက်ပိုင်းကြာမှသူဘလို့တွန်းတုံမတွန်းတုံဗျာသူကအေးစင်းနိုင်လဲဆိုတော့ဆရာကြီးအထာနဲ့ပွဲကိုကန်းနေရဗျာနောက်ကလဲလိုက်ရနေဗျာမန်စီးတီးကဗျာတူတယ်ရှော့30လောက်ကန်းတာ ပိုက်တယ်ဗျာတည်ရမလား16ချိန်လောက်ကို14ချိန်လောက်ကိုသူဂိုးပေါက်ကိုတဲ့တာနော်ဒါပေမဲ့ဟိုကောင်နဲ့သူ့ရဲ့တဝက်ဗျာသူ့ရဲ့တဝက်တဝက်14ချိန်ပဲပွဲကန်တာကိုရှောက်လုံးတဲ့တာကိုလီကူပေးရတယ်ဗျာခမောက်စဉ်းစားကြည့်ဗျာအဲ့ဒါကြီးကျတော့6ကူတဲ့တာကိုလီကူပေးရတယ်ဆိုတော့နောက်ပြီးတော့အဲ့ဒီကဂရမလည်းအီဒီဆင်နဲ့ဆန့်ကျပဲဗျာတအားအကောင်းတာဗျာပမာပိုင်းနာကြီးဂရမလာမကင်လီကူ5ကူလောက်ပေးရတယ်ဗျာအဲ့ဒီလားလीကဲဘလိုလဲဗျမန်စီပြိတ်တဲ့တွေရောဘလိုထင်းလဲဗျကောမန့်မှာမှန်းတော့ပြပါဦး